ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုယ်တရီထားပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒရှိတဲ့နာဟိနပရိတံဝီလောမဏိနပရိတံကတံကတံလေသူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နပရိတံဝီလောမဏိဝီလောမဏိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ ကတာကတံလောက်တာမလောက်တာတွေတော့ဝေဖန်နေနေတယ်ဒီလိုဆိုလို့ရနော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကိုယ်မှအမှုတုဖြစ်သွားနိုင်တယ်လို့ဒီလိုရှိနာပရိတံဝိနောမဏိနာပရိတံကတာကတံအတနောဝအဝိခယကိုယ့်ကိုယ်ပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်အော်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်ဒါလေးကိုတတိထားဖို့လို့နော် အကုသိုလ်ဆိုတာနှလုံးလေးနဲ့ဖြစ်